အားလုံးပဲမင်္ဂလာပါခင်ဗျာကျိန်းတန်ရီကနေပြန်လဲကြိုးပါရတယ်တချို့လူတွေကကျွန်တော်ကိုပြောကြတယ်ဒီလိုကမျက်နှာအမျိုးမျိုးနဲ့လူတဲ့ဟုတ်ပါတယ်ကျွန်တော်မျက်နှာအမျိုးမျိုးနဲ့လူပါအခုဆိုရင်တော့ကျွန်တော်ကဒါဟိုတင်နေလေခင်ဘက်မှာတင်ကြားရေးလုပ်နေတယ်တင်ကြားရေးဆရာဖြစ်ပါတယ် trainer တယောက်ဖြစ်ပါတယ်ထို့တူပဲကျွန်တော်ကမနက်ခင်းစောစောဆိုရင်ကျွန်တော်တို့ကြောက်ဝိုင်းအခင်းဝိုင်းပတ်ပြီးတော့မှကြောက်တွေဝယ်တဲ့ကြောက်သမားတယောက်ဖြစ်ပါတယ်အဲ့တော့မနက်ခင်းပိုင်းမှာဟိုလာကြောက်ဝယ်တဲ့ကြောက်ဝိုင်းသွားတဲ့အခါမှာမျက်နှာတစ်မျိုးပါအခုကျွန်တော်ဒီမှာ ဟလာတင်ကြားရေးလုပ်နေတဲ့ခါမှာတော့အဝတ်စားပုံစံတစ်မျိုးဖြစ်တယ်မျက်နှာလည်းတစ်မျိုးပါပဲเนาะအဲ့တော့ဒီမှာကိုယ်ပဲမျက်နှာနှစ်မျိုးဖြစ်နေပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကအမြင့်ဆိုင်ကုမ္ပဏီမှာလည်းကျွန်တော်က BOD တယောက်ဖြစ်တယ်ဆိုတော့အဲ့ဒီမှာလည်းကျွန်တော်မကြမကြ BOD အစည်းအဝေးတွေတော့တက်ရတယ်အဲ့ဒီခါမှာလည်းပဲမျက်နှာတစ်မျိုးပါပဲအဲ့တော့အဲ့မှာကိုယ်ပဲကျွန်တော်တို့ဒါမျက်နှာ၃မျိုးဖြစ်နေပေါ့ဗျာအဲ့တော့တချို့ကလည်းကျွန်တော်မျက်နှာအမျိုးမျိုးနဲ့လူဆိုတာအမှန်ပါတယ်အမှန်တကယ်တော့မျက်နှာအမျိုးမျိုးနဲ့လူဆိုတာကအမှန်တကယ်တော့ကျွန်တော်ကလုပ်ငန်းတွေ အမျိုးမျိုးလုပ်နေတဲ့သူဆိုတဲ့အတိတ်ပဲပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ယန္နာကြီးကိုမောင်နှမတွေကိုကျွန်တော်အားပေးတိုက်တွန်းခြင်းတယ်ကျွန်တော်တို့လုပ်ငန်းတွေကိုလှုပ်တက်အောင်တည်ယူပြီးတဲ့အခါမှာတော့လုပ်ငန်းတွေကိုလက်တွေ့လှုပ်ဖို့လည်းလိုအပ်တယ်လို့ကျွန်တော်ကတိုက်တွန်းခြင်းပါတယ်ကျွန်တော်အခုဆိုရင်တော့ဒါကျွန်တော်တို့ဒီမှာနေ့လေကင်းဘက်မှာတင် जा ရေးလုပ်တယ်လို့တင် जा ရေးပြီလို့ကျွန်တော်တို့ညဘက်မှာကြောက်ဖြတ်ဆရာရှိတယ်ကျွန်တော်ညဘက်မှာလည်းကြောက်ဖြတ်ပါတယ်အဲ့တော့မနေ့ကင်းစောစောမှာလည်းပဲကျွန်တော်အခင်းဝိုင်းသွားပါတယ်အခုနောက်ပြောသလိုကုမ္ပဏီအစည်းအဝေးတွေပါနေရှိတဲ့ခါမှာလည်းကျွန်တော်တက်ရပါတယ် အဲ့တော့လုပ်ငန်းတွေကိုလုပ်တတ်အောင်ကျွန်တော်တို့သင်ယူပြီးတဲ့နောက်မှာတော့လုပ်ငန်းတွေကိုကျွန်တော်တို့အများကြီးလောက်ရမှာဖြစ်ပါတယ်။လုပ်ငန်းတွေအများကြီးလုပ်တဲ့အခါမှာဒါဝင်ဝင်စီးကြောင်းကကျွန်တော်တို့အမျိုးမျိုးဝင်မှာဖြစ်ပါတယ်။ဒီလုပ်ငန်းတစ်ခုကလည်းဝင်ဝင်ဝင်တယ်လို့တခြားလုပ်ငန်းတစ်ခုကလည်းဝင်ဝင်ဝင်မယ်။ကျွန်တော်တို့ကဝင်ဝင်စီးကြောင်းအနည်းဆုံး3ခုလောက်ရအောင်အဲထားတင်တယ်လို့ကျွန်တော်အရင်ဗီဒီယိုတွေမှာပြောမှုတယ်ပေါ့နော်။အဲ့တော့အဲဝင်ဝင်ရဝင်ဝင်ရလမ်းကြောင်းတစ်ခုတည်းနဲ့ကျွန်တော်တို့မရက်ဒီပဲနဲ့ဝင်ဝင်ရလမ်းကြောင်းများစွာကျွန်တော်တို့ဖန်တီးထားနိုင်လို့ကောင်းပါတယ်။ ထို့အတူပဲဝင်ငွေရလမ်းကြောင်းတစ်ခုဒီလုပ်ငန်းတစ်ခုကိုလုပ်နေတဲ့အခါမှာအဲကျွန်တော်တို့ရဲ့ culture ပေါ့နော် culture တစ်မျိုးဖြစ်မယ်အဲ culture ဆိုကျွန်တော်ပြောချင်တဲ့ culture ဆိုတော့ဆရာအနေနဲ့ကျွန်တော်တို့တင်ကြားရေးလုပ်နေတဲ့အခါမှာတင်ကြားရေးပုံစံဝတ်စုံဖြစ်နေမယ် BOD အစည်းအဝေးတက်တဲ့အခါမှာ BOD အစည်းအဝေးတက်ရတဲ့ဝတ်စုံဖြစ်နေမယ်အဲကြောက်ကြောက်သမားတယောက်နဲ့ကြောက်ဝမ်းနဲ့တွေ့တဲ့အခါမှာကြောက်သမားတယောက်ရဲ့ဝတ်စုံဝတ်ပြီးတော့မှကျွန်တော်တို့ သွားပါတယ်အဲ့တော့ဓာတ်ဒီဓာတ်ဒီပင်ကျွန်တော်တို့အဲမျက်နှာမျိုးမျိုးဖြစ်နေတဲ့လူဖြစ်ပါတယ်အဲ့တော့အလုတ်တွေအများကြီးလုံနေဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရန်နာညီကောင်မောင်တို့တွေကိုအလုတ်တွေအများကြီးလုံစီချင်ပါတယ်အားလုံးလုံဖို့ရတဲ့ကျွန်တော်တိုက်တွန်းတာဖြစ်ပါတယ်နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှအဲကိုယ်တွေခွန်အားစိတ်ခွန်အားတစုံတစ်ခါတစုံတစ်ခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အစားဆုံးကြည့်ရှုပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဂျိတ်တန်ဒီတင်တန်းကြောင်းမှာတော့အဲ decoration လေးရှင်ဖို့ရန်အတွက်ကျွန်တော်တို့အဲ့ဒီမှာ ျွန်တော်တို့ဒါအထက်သားလေးတွေကတ်တယ်ပြီးရင်ကျွန်တော်တို့ဒါဆေးတုပ်မယ်ဆေးတုပ်မှာကျွန်တော်တို့ decoration လေးဆင်မှာဖြစ်ပါတယ်ဒါလေးကတော့ဒါဂျေးတန်ရီတင်တန်းကျောင်းရဲ့လက်ရှိအနေထားလေးဖြစ်ပါတယ်အားလုံးကျွန်တော်တို့တင်တန်းကတော့အခုအခုလအတွက်တင်တန်းကတော့ကျွန်တော်တို့ဒါဒီအခု6လပိုင်း23ရက်ဆိုလို့ရှိရင်ကျွန်တော်တို့တင်တန်းအသစ်ရှိပါတယ် အဲကျွန်တော်ကတော့ဒီမှာကြောက်ပညာရေးသင်ပေးသလိုအဲစီးပွားရေးအတွေ့အကြုံတွေကျွန်တော်လက်တွေ့လှုပ်ဆောင်တဲ့စီးပွားရေးအတွေ့အကြုံတွေကိုကျွန်တော်သင်ကြားပေးတာဖြစ်ပါတယ်ငွေကြေးသင်ခန်းစာတွေစီးပွားရေးအတွေ့အဖော်တွေလက်တွေ့ကျွန်တော်တို့ကြောက်လောကမှာလက်တွေ့နေ့တွေ့တွေရရှိအောင်ဆိုတော့လောက်ကွန်ကင်မုံတွေကိုကျွန်တော်အားလုံးကျွန်တော်ရဲ့ဖြတ်တန်းခဲ့တဲ့အတွေ့အကြုံကအိတ်သွန်ဖာမောက်ဆရာစားမချန်ကျွန်တော်ဆရာစားမချန်ပေါ့နော်အိတ်သွန်ဖာမောက်ဆရာစားမချန် တင်ကြားပေးတာဖြစ်ပါတယ်။အဲကျွန်တော်ရဲ့တင်တန်းလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်တို့လာမယ့်23ရက်နေ့ကျွန်တော်တို့ဒီ6လပိုင်း23ရက်နေ့တင်တန်းလာနေမှာတင်တန်းအသေးစားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဈေးတန်းလေးတင်တန်းကျောင်းမှာလူကိုယ်တိုင်လာရောက်ပြီးတော့မှတင်တန်းအနံလို့ရပါတယ်။အဲတင်တန်းပြီးရလို့ရှိရင်လည်းကျွန်တော်နဲ့ဒီဆက်လက်ပြီးတော့မှလုပ်ငန်းတွေကိုတွေ့ရလို့ရပါတယ်။ကျွန်တော်တို့အကြောင်းမြက်ပွဲတွေသွားတဲ့အခါမှာနေပြီးတော့အကြောင်းမြက်ပွဲတွေတင်ပြတဲ့အခါမှာကျွန်တော်နဲ့ဆက်သွယ်ပြီးတော့မှနေပြီးတော့အကြောင်းမြက်ပွဲတွေလည်းကျွန်တော်တို့ ကျွန်တော်တို့လည်းဒီလိုက်ခဲလို့လည်းရတယ်ကျွန်တော်တို့လည်းဒီလိုလေ့လာလို့လည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့တင်နန်းလေးကိုဖိတ်ခေါ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်ခင်ဗျာအားလုံးပတ်ပိုင်ပါ